ပထဝီဝင်ပေးထားချက်နဲ့ကချင်ဒေါ်လာရေးအခက်ခဲပိုင်းတုံး KIO ဥက္ကဋ္ဌ GOC ဗိုလ်ချုပ်လက်ထော်စောဆိုင်ဟာနိုင်ငံရေးအရာသဘောတူပြီးစစ်ရေးအတွက်လက်နက်ခရယံတွေရရှိနိုင်ဖို့နိုင်ငံတကာကိုဥဆောင်ထိုးပေါက်တဲ့နိုင်ငံရေးမျက်နှာစာကိုဒူကိုရိုင်းဆွမ်းဆွမ်းတမန်အာထုတ်စူးစမ်းခဲ့သူဖြစ်ပါတယ်။ဒါဝိမဲ့ဒူကိုရိုင်းကြိုတင် တွေးဆထားခဲ့တဲ့အတိုင်းအချင်းချင်းကြားတက်ရှူတွေးခွဲလို့တဲ့နိုင်ငံရေးပေးဩကတွေဝင်ရောက်လာခဲ့ပါတယ်။သူဟာနိုင်ငံတကာအဖွဲ့အစည်းတွေမှာ ကချင်လန်းအနေနဲ့ဝင်ရောက်လှုပ်ဆောင်နိုင်ဖို့ကြိုးစားနေပြီးလက်နက်ကင်ဒေါ်လာရေးအတွက်လိုအပ်တဲ့အထောက်ပံ့တွေလုံလုံလောက်လောက်ရရှိဖို့စီမံကိန်းတွေကိုအကောင့်ထည့်ပေါ်ဆောင်နိုင်ဖို့ကနဦးခြေလန်းစလာတဲ့အချိန်ဖြစ်ပါတယ်။အဲဒီလိုအချိန်မှာပဲဥက္ကဋ္ဌ GOC ဗိုလ်ချုပ်လက်ထော်စောဆိုင်တို့ညီကို၃ယောက်ကိုပုံဖြတ်ဖို့အတွက်ရည်ရွယ်ချက်ရှိရှိဝါဒဖြန့်နေတဲ့ကောလာဟာလာသတင်းတွေကိုလည်းကြားလာရတယ်လို့ဗိုလ်မှူးကြီး James Lawton ကသူ့ရဲ့စာအုပ်မှာအခုလိုရေးသားထားပါတယ်။ အဲ့ဒီအချိန်ကာလမှာအမြဲမပြတ်ကြားလာရတဲ့ပြင်ပကောလာဟာလာသတင်းတွေကဇော်ဆိုင်ဇော်တူဇော်ဒန်ညီအကိုတွေဟာကချင်လူမျိုးနဲ့ကချင်ပြည်ပျက်စီးရာပျက်စီးကြောင်းလောက်ဆောင်နေကြတယ်။ကချင်ပြည်မှာထွက်ရှိတဲ့တယန်ဇာတာတွေကလည်းရရှိလာတဲ့ငွေကြီးတွေကိုကြိုက်တလို့တုံဖြုံနေတဲ့အကြောင်းအကိုကြီးဖြစ်သူဇော်ဆိုင်က ထိုင်းနိုင်ငံမှာနေပြီးညီနှူးပုတ်ပေးလိုက်တဲ့ကြောက်စိမ်းကနေရတဲ့ငွေကြီးတွေနဲ့ဈေးကြီးလာတဲ့အိမ်ခြံဝင်းတွေကိုဝယ်ယူပြီးပျော်ပါနေတယ်ဆိုတော့ ဝါရဖြန့်သတင်းတွေကိုကြားနေခဲ့ရတယ်လို့យေတာထားပါတယ်။ KIO ရဲ့ဒုနိုင်ငံကြားရေးတာဝန်ခံဖြစ်ခဲ့ပြီးနိုင်ငံတကာမှာဥက္ကဋ္ဌဗိုလ်ချုပ်လတ်ထော်စော်ဆိုင်နဲ့အနီးကပ်တာဝန်ထမ်းဆောင်ခဲ့သူဗိုလ်မှူးကြီး James Lawrence ရဲ့យေတာချက်အရအဲ့ဒီအချိန်က KIO ဥက္ကဋ္ဌဟာတော်လိုင်းရေးစစ်ရေးမျက်နှာစာကိုမြန်မာနိုင်ငံရဲ့ပင်လယ်ကမ်းရိုးတန်းဘက်ကိုဖော်ဆောင်နိုင်ဖို့လိုအပ်တဲ့ငွေအင်အားလက်နက်အင်အားအလုံးလောက်ရရှိရေးအတွက်စီမံကိန်းစတင်ဖော်ဆောင်နေတဲ့ကာလဖြစ်တယ်လို့တီးရပါတယ် ။ဩဂတ်ထဗိုလ်ချုပ်လော်ထော်ဆောင်ဆိုင်ဟာမြောက်အတလန်တိတ်တမိုးရီယာတွေကကျွန်းနိုင်ငံတစ်ခုရဲ့ဓမ္မတာနဲ့၎င်းရဲ့မိတ်ဆွေတထင်းတွေနဲ့ပူးပေါင်းပြီးလက်နက်ဆက်ယုံတိစားဖို့သဘောတူထားပြီးဖြစ်တယ်လို့ဆိုပါရယ်။၎င်းလက်နက်ဆက်ယုံကနေထုတ်လုပ်လာမဲ့ခိမီလက်နက်တွေနဲ့တော်လန်ရေးပန်းနိုင်ရောက်တဲ့အထိတိုက်ပွဲဝင်တော်ဖို့ဖြစ်ပြီးတော့တော်လန်ရေးအောင်မြင်လာတဲ့အခါကူညီခဲ့တဲ့သူတွေကို အထူးစည်းဝါးရေးလှုပ်ပိုင်ခွင့်ပေးဖို့ဖြစ်တယ်လို့ဆိုပါရယ်။သဘောတူညီထားတဲ့အတိုင်း ငွေအရင်းနှီး site ထုတ်မဲ့တထေးဖြစ်သူရဲ့ကိုယ်စားလှယ်ကလည်း KIO ဥက္ကဋ္ဌနဲ့တွေ့ဆုံပြီးမတီငွေလွှဲပြောင်းပေးဖို့ထိုင်းနိုင်ငံဘန်ကောက်မြို့ကို1995ခုနှစ်ဩဂုတ်လ10ရက်နေ့မှာရောက်ရှိလာမဲ့အကြောင်းကြားစာကိုလက်ခံရရှိပြီးဖြစ်တယ်လို့ James Landon ကရေးထားပါတယ်။ဒါပေမဲ့အဆိုပါစာရောက်ရှိလာတဲ့ရက်ပိုင်းမှာပဲနေဆက်ထောင်းောက်တောင်စခန်းကို အမြန်တက်လာဖို့ညီဖြစ်သူ VCS လတော်စော်2ရဲ့စာကိုလည်းပြန်လည်လက်ခံရရှိခဲ့တယ်လို့ ဘုံမကြီးဂျင်းစလန်တော်ကဆိုပါတယ် Facebook ပေါ်မှာတွေ့ရတဲ့ KIC ဒူဩက္ကဋ္ဌဟောင်းဒူဘတ်ဆန်ရန်ရဲ့ပြောကြားချက်မှာလည်းအလားတူပြောထားတာကိုတွေ့ရပါတယ်အမှန်တကယ်တော့ KIO ဩက္ကဋ္ဌစီရောက်လာတဲ့ညီဖြစ်သူ VCS လထော်စော်ဒူပြို့ခိုင်းလိုက်တယ်ဆိုတဲ့အစားဟာအစ်စ်မဟုတ်ပဲအတုဖြစ်နေတာကိုအဲ့ဒီအချိန်ကအချိန်မီမတိခဲ့ရတဲ့အတွက်ဝမ်းနဲ့ကြည်ခွဲစရာဖြစ်နေကြုံခဲ့ရပါတော့တယ်တကယ်တော့ KIO ဩက္ကဋ္ဌစီရောက်လာတဲ့အစားဟာ VCS လက်ထော်စော်တူနဲ့အထွေထွေအတွင်းရေးမှူးပုံရွှေစော်ဆိုင်းတို့ကို1995အော်ဂိုလာ6ရက်နေ့မှာတစ်စပေါ့ဘိုဆိုင်းတူကလောက်ကျန်တက်ဖြတ်ခဲ့ပြီးတဲ့နောက်လက်ရည်လက်မှတ်အတူနဲ့လူလို့ပို့ခိုင်းလိုက်တဲ့အစားဖြစ်ပါတယ်။ဘိုဆိုင်းတူဟာ VCS လက်ထော်စော်တူနဲ့အနီးကပ်နေထိုင်ခဲ့သူဖြစ်ပြီးလက်ရည်လက်မှတ်တူရေးတဲ့တူဖြစ်တယ်လို့သိရပါတယ်။ KIO ဥက္ကဋ္ဌဟာညီဖြစ်သူ VCS လက်ထော်စော်တူတို့ကို မိခင်ဗဟိုဌာနချုပ်ကိုအ мян ပြန်စီလိုတာကတကြောင်း၎င်းတို့နဲ့အ мян တွေ့ဆုံဆွေးနွေးပြီးမှဘန်ကောက်ကိုတွားပြီးလက်နက်ဆက်ယုံကိစ္စတွားရောက်တွေ့ဆုံလို့တဲ့အတွက်ကြောင်းနေဆက်ထငေါတောင်စခန်းကိုယင်တွားခဲ့တယ်လို့ဗိုလ်မှူးကြီး James Rand တောင်ရေးတဲ့စာအုပ်အပြင် KIC ဒူဩကထဟောင်းဆန်ရန်ကလည်းအလားတူပြောထားတာကိုတွေ့ရပါတယ်။အဲဒါကြောင့် KIO ဩကထက James Rand တောင်ကိုဘန်ကောက်မြို့ကိုယင်တွားနေမှုညွန်ကြားခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ကံမကောင်းအကြောင်းမလားဆိုတော့ ဗိုလ်ဆိုင်တူဦးဆောင်တဲ့တစ္ဆာဖောက်တူတွေဟာ1995ခုနှစ်ဩဂုတ်လ10ရက်နေ့မှာထငေါက်တောင်ကိုတက်လာတဲ့ဩက္ကဋ္ဌ GOC လက်ထော်စော်ဆိုင်တို့ကိုလမ်းမှာပဲလှုပ်ကြံတက်ဖြတ်ခဲ့ကြတယ်လို့ကချင်အာဇာနည်တမိုင်းအကြောင်းပြောကြားတဲ့မှတ်တမ်းတွေနဲ့ဂျင်းစလန်တောင်ရေးတဲ့စာအုပ်မှာတွေ့ရပါတယ်။ဩက္ကဋ္ဌ GOC ဗိုလ်ချုပ်လက်ထော်စော်ဆိုင်လှုပ်ကြံတက်ဖြတ်ခံရတဲ့တွင်သတင်းစာတွေမှာထွက်လာပြီးတဲ့နောက်ဗန်ကောက်မြို့မှာဩက္ကဋ္ဌနဲ့တွေ့ဆုံဖို့ရောက်ရှိလာတဲ့ တထေးကြီးရဲ့ကိုယ်စားလှယ်ကိုလည်းနောက်ထပ်ဘယ်တော့မှပြန်မတွေ့ရတော့ဘူးလို့ဗိုလ်မှူးကြီး James Randall ကဆိုပါတယ်။ KNO ဥက္ကဋ္ဌညီဖြစ်သူ PC ရဲ့လက်ထော်စော်သူနဲ့အထွေထွေအတွင်းရင်မှု ပုံရွှေစော်ဆိုင်တို့အကြဆုံးတဲ့နေ့မှာပဲပြည်တွင်းမှာရှိနေတဲ့ညီငယ်ဖြစ်သူတူဗိုလ်မှူးကြီးလက်ထော်စော်တန်လည်းဗမာပြည်ကွန်မြူနတီပါတီရဲ့စောင့်ကြိုတိုက်ခိုက်ခြင်းခံရတဲ့တိုက်ပွဲမှာကြဆုံးခဲ့ရပါတယ်။အခုလို KNO ကိုအဓိကဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ညီကို၃ဦးစလုံးတစ်နှစ်အတွင်းမှာပဲရှေ့စဉ်နောက်စဉ်ကြာဆုံးခဲ့ရတဲ့နောက်နိုင်ငံတကာမှာကချင်လန်းအနေနဲ့ထိုးဖောက်နေခဲ့တဲ့ဥက္ကဋ္ဌ GOC လက်ထော်စော်ဆိုင်ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေလည်းတခမ်းရပ်သွားခဲ့ရပါတယ်။အဲ့ဒီအချိန်ကစပြီးနိုင်ငံတကာမျက်နှာစာမှာ KIO လှုပ်ရှားနေတဲ့နိုင်ငံရေးလှုပ်ရှားမှုဟာမိမ့်မိန်လာခဲ့ပြီးတဲ့နောက်1989ခုနှစ်ဥက္ကဋ္ဌမရန်ဘရန်ဆိုင်ရဲ့နိုင်ငံတကာခီးစဉ်ပြန်လည်ပေါ်ပေါက်လာတဲ့အချိန်ကြားမှာ ပြန်လည်မြင်တွေ့ခဲ့ရတယ်လို့နားလည်ရပါတယ်။ဒီအပိုင်းမှာတုံတက်မိတာကဥက္ကဋ္ဌ GOC ဗိုလ်ချုပ်လက်ထော်စော်ဆိုင်ဟာတော်လှန်ရေးအတွက်ကွန်မြူနစ်ကိုစန့်ကျင်တဲ့မဟာမိတ်တွေနဲ့ချိတ်ဆက်ဆောင်ရွက်ခဲ့ပေမဲ့သူဟာတော်လှန်ရေးကို နိုင်ငံရေး ideology နဲ့အခြေခံပြီးဥဆောင်ခဲ့သူမဟုတ်ကြောင်းလေ့လာတိရှိရပါတယ်။နိုင်ငံတကာနဲ့ချိတ်ဆက်လှုပ်ရှားမှုမှာဗိုလ်ချုပ်လက်ထော်စော်ဆိုင်ကိုကူညီဆောင်ရွက်ခဲ့တဲ့ဒူဝါဟော်ဝါဂျာလာက based on nationalism not ideology လို့သူ့ကိုလမ်းညွှန်ပြောကြားခဲ့ဘူးကြောင်းလေ့လာသိရှိရပါတယ်။ဒါပြင်ဒုတိယမြောက် KIO ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ Slang ကဘာ Maran Brand Sign ကလည်း I would rather be a good Christian than a good communist community ကောင်းတယောက်ဖြစ်ဖို့တက် Christian ကောင်းတယောက်တာပိုဖြစ်ချင်တယ်လို့ပြောခဲ့တဲ့အကြောင်းဒူဝါဝဘော်ဇော်ရိတ်ရေးတဲ့ကချင်ပြည်နယ်ကျွန်ုပ်စာအုပ်မှာဖတ်ရှုရပါတယ်။ကချင်လူမျိုးတွေဟာခရစ်ယာန်ဘာသာဝင်အများဆုံးဖြစ်နေခြင်း နယ်ချက်ဖြစ်ခဲ့ပြီးမဲ့ဒီမိုကရေစီစနစ်အခြေခံခဲ့တဲ့ဗြိတိရှအစိုးရရဲ့လက်ကမ်းတပ်တွေမှာတာဝန်ထမ်းဆောင်ခဲ့ပူးခြင်းနဲ့အမေရိကန်တာဝန်ပြုတွေရဲ့ပညာရေးစနစ်နဲ့စာပေတက်မြောက်လာခြင်းစတဲ့အချက်တွေဟာကချင်လူမျိုးတွေကိုဒီမိုကရေစီလိုလားမှုတွေဖြစ်ဖို့ရေကန်မြေကန်ဖြစ်စေတဲ့အချက်တွေဖြစ်တယ်လို့စာရေးသူတုံ့တက်မိပါတယ်။ဒါပေမဲ့လည်း GIO ကိုဖွဲ့စည်းပြီးနိုင်ငံရေးစတင်လှုပ်ရှားခဲ့တဲ့ကချင်လူငယ်ခေါင်းဆောင်တွေထဲမှာကွန်မြူနစ်စနစ်ကိုအခြေခံတဲ့ အတွေးခေါ်ရှိသူတွေလည်းရှိခဲ့တယ်လို့လေ့လာသိရှိရပါတယ်။မီရိုပင်စိုးစင်ကမူယခုဆောင်းပါးရဲ့အရင်အပိုင်းတင်းတဲ့နှစ်တွေမှာဖော်ပြခဲ့တယ်လို့ပဲလွတ်လပ်ရေးရပြီးတဲ့နောက်ပြန်လည်ပေါပောက်ခဲ့တဲ့ကချင်လူမျိုးတွေရဲ့လက်နက်ကင်တော်လှန်ရေးမှာကွန်မြူနီနိုင်ငံကြီးဖြစ်တဲ့အိန္ဒိချင်းတရုတ်နိုင်ငံကိုမိလျော်မထားပဲဦးစားပေးချင်းကပ်ခဲ့တာကိုတွေ့ရပါတယ်။ဒါပေမဲ့အောင်မြင်မှုမရခဲ့တာကကချင်တော်လှန်ရေးခေါင်းဆောင်တွေရဲ့လိုအပ်ချက်ဆိုတာထက်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့တရုတ်ကွန်မြူနစ်ပါတီရဲ့သဘောထားကြောင့်သာထင်းနှောက်ခီးမြောက်ခဲ့ရတဲ့သဘောလို့တုံတက်တွေ့ရှိရပါတယ်။ဒါ့အပြင်တရုတ်ရဲ့အကူအညီရယူမယ်ဆိုရင်တောင်းဗမာပြည်ကွန်မြူနစ်ပါတီရဲ့လက်အောက်မှာပဲလှုပ်ရှားဖို့အတွက် KIO ဖိအားပေးခံရတဲ့အဖြစ်တစ်ခုဟာဗမာပြည်ကွန်မြူနစ်ပါတီရဲ့နိုင်ငံရေးရည်တည်ချက်နဲ့လည်းဆက်ဆက်နေမယ်လို့စာရေးသူအနေနဲ့တုံတက်မိပါတယ်။အခုလိုတရုတ်ရဲ့သဘောထားကြောင့်လဲဝေးလံခေါင်ဖျားတဲ့ ြန်မာနိုင်ငံမြောက်ဖျားကုန်းတစ်ပိတ်ဒေတာကကချင်လူမျိုးတွေရဲ့ဒေါ်လာရင်းဟာနိုင်ငံတကာကိုထိုးဖောက်နိုင်ဖို့အတွက်တောင်ကုန်းတောင်တန်းခီးချမ်းတွေကိုဖျက်ကျော်ပြီးထိုင်းနိုင်ငံနယ်စပ်ဘက်ကို အခြေစိုက်လှုပ်ရှားခဲ့ရတယ်လို့မြင်မိပါတယ်။ဒါပြင်ဒေါ်လာရင်းအတွက်လိုအပ်တဲ့လက်နက်ခဲယမ်းတွေရရှိနိုင်ဖို့အတွက်လည်းဝန်တင်လားတွေကိုအတုံးပြုပြီးကချင်ပြည်နဲ့ထိုင်းနယ်စပ်ကြားခက်ခက်ခဲခဲအတွားပြန်လှုပ်ခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီအချိန်ကာလကဥက္ကဋ္ဌဗိုလ်ချုပ်လတ်ထော်စောဆိုင် ထိုင်းနိုင်ငံကိုအခြေစိုက်ပြီးနိုင်ငံတကာကိုထိုးဖောက်နိုင်ဖို့ကြိုးစားခဲ့တဲ့ခေတ်ကာလရဲ့ဆက်တွေ့နည်းပညာမတိုးတက်သေးတဲ့အချက်ကိုရန်သူကအခွင့်အကောင်းအဖြစ်သုံးချခဲ့တယ်လို့နားလည်ရပါတယ်။အဲလို GOC ဗိုလ်ချုပ်လက်ထော်စော်ဆိုင် VCS လက်ထော်စော်တို့နဲ့အထွေထွေတွင်းရေးမှုပုံရွှေစော်ဆိုင်တို့ဝန်내ကြီးကွဲဝဲရာလှုပ်ကြံတက်ဖြတ်ခံရခြင်းဟာတော်လိုင်းရေးအတွက်နှစ်နာဆုံးရှုံးမှုကြီးဖြစ်ခဲ့ရတာဖြစ်ပါတယ်။အခုကျွန်တော်ပြောပြပေးသွားတာကတော့ ပထဝီဝင်ပေးထားချက်နဲ့ကချင်တော်လိုင်းရေးအခက်ခဲနိုင်ငံရေးစောင်းပါရဲ့နောက်ဆုံးပိုင်းပဲဖြစ်ပါတယ်။